သိလိလက်စားပြောကြားတဲ့ပုဂ္ဂိုလ်ဓမ္မလောကအတွက်လုံးဝဆုံးလွတ်ထားတဲ့ပုဂ္ဂိုလ်တရားအဖို့တဲ့သူမလုံတဲ့အကုသူမဟုတ်တဲ့အလို့ဆိုတာမရှိဘူးသူအလုံးလုံးတဲ့လို့ဆိုလို့ဆိုလိုတာကလိန်တတ်တဲ့ပုဂ္ဂိုလ်စီမကောင်းမှုမှန်သမျှကိုလုံတတ်တယ်။ဘာကြောင့်လို့ဆိုရင်လုံပြီးရင်သူကလိန်တာပဲကွာ။ဒါကြောင့်ဘုဒ္ဓဝါဒအပြစ်တင်ရတဲ့လွန်များတယ်။ ပေါ်ဆုံးအပြည့်အနေနဲ့ပြောမယ်ဆိုလို့ရှင်ဘုဒ္ဓဘာသာကျွလွန်ထားတဲ့ပုဂ္ဂိုလ်ရဲ့စကားကိုဘယ်သူမှမယုံကြဘူးပြီးတော့အဆွဆွဲတွေခံရတယ်ကိုမလုံဖဲနဲ့လှုပ်တယ်လို့ဆွဆွဲခံရုပ်ပြင်ကနမှာကိုလို့ထားမဟုတ်ဖဲနဲ့ဖန်စီပြီးတရားဆွဲခံရတယ်ဆိုတာအကြောင်းပဲမဟုတ်ကိုကသူများကိုမတရားဆွဆွဲခဲ့တဲ့အကုသိုလ်ကံတွေကြောင့် မာပြီးတော့ဖန်ခံရတယ်မာပြီးတော့ဆုဆဲခံရတယ်ဆိုတာဖြစ်တတ်တယ်။ဒါပေမဲ့မပြုမိမိမှုဆိုတဲ့အတိုင်းပဲ။ကိုကျင်းစာတရားထားပြီးတော့ရှောင်ရမယ့်ဟာတွေကိုရှောင်ဖို့လိုအပ်တယ်